ဟုတ်ကဲ့ဆရာမင်းဘာပြစ်တွေလုပ်ထားလဲဟမ်မင်းပြစ်ကိုမင်းသိတယ်နော်ဘာမှမလုပ်ထားဘူးဆရာမကျွန်တော်ဒီမှာမင်းရံဖြစ်တယ်ဆိုတာကိုငါ့ကိုစိတ်ကန့်အကုန်လုံးပြောပြသွားပြီမင်းဆိုင်ကစားပြန်ကြည့်မနေပါနဲ့ဟုတ်မင်္ဂလာပါရှင့်ကျမမင်္ဂလာပါဆရာမမင်္ဂလာဟုတ်ဂျာနူးမေရာဘာလို့လက်ခံလိုက်တယ်ပြောမလဲအာ ပါမယ်ပို့တော့ပါမှာပေါ့ဟုတ်အဲဒီကရတာလေးကိုသဘောကျရဲ့ချစ်လက်ချစ်တယ်ပြီးတော့ဟိုအပြင်မှာဆိုလို့ရှိရင်လည်းကလေးတွေအမိဖြစ်တဲ့အခါကျတော့အဲသူတို့လေးတွေကိုတကယ်အပြင်မှာလေ့လာခြင်းတယ်စိုက်ခေါင်မှာတွားရရရင်ပြီးတဲ့အခါကျတော့ကိုတာထက်လာပြောတဲ့အချိန်မှာအဓိကတော့ကိုတာထက်ဗီဒီယိုကြီးခစ်ခရဲကသူနဲ့အရန်ရင်းနှီးခဲ့တာဆိုတော့လေပြီးတော့ तू ကရုပ်ရှင်ကြီးရိုက်မယ်ဒါရိုက်တာရိုက်မယ်ဆိုတော့ဒါကိုတာထက်ရိုက်လို့ ရိုက်ကူးပေးတာလည်းပါတယ်ပြီးတဲ့ခါကျတော့ဒီစိုက်ခံကအဲ့ဒီအကြောင်းလေးကိုလေ့လာကျင်တာလည်းပါတယ်တကယ်အပြစ်မှာရှိတဲ့အကြောင်းလေးပေါ့နော်အပြီးတော့အဲ့ရခလေးတွေဘယ်လိုပြုစုပြုထောင်လဲသိကျင်တယ်အဲ့ဒါနဲ့လက်ခံရိုက်ကူးဖြစ်တာပါလက်ခံရကိုလည်းဇမတ်ဂျာနူကဂျာနူကဒါလည်းတက်တာပေါ့။သူကဘာလို့ပြောရမလဲ။ ဒီကလေးတွေကိုစိုးတဲ့ကလေးတွေဆိုလဲစူတာစူတယ်မစူရက်ဘူးစူပြီးလို့ရှိရင်လည်းစိတ်မကောင်းဖြစ်ရတယ်အဲ့တော့သူတို့ရှိမှာတော့အော်မန်မဲပြီးတော့စူရတာပေါ့ဒါပေမဲ့နောက်ွယ်မှာဆိုလို့ရှိရင်စိတ်မကောင်းဖြစ်ရတယ်ဟိုအောင်လေးနဲ့ဟိုကလေးတွေဒီဟိုသူတို့ကလေးနှစ်ယောက်ရံဖြစ်တဲ့အခါကျတော့ဒါနင်တို့ဒီမှာလက်မှတ်ထိုးဆိုပြီးတော့ ဆိုတာဆိုလိုက်တယ်ဒါပေမဲ့ပြီးတော့နောက်ွယ်မှာသူတို့ခေါင်းငုံတဲ့အချိန်မှာစိတ်မကောင်းဖြစ်ရတာဆီယမတိုင်းရဲ့ရင်ထဲကခလေးတွေပေါ်မှာထားတဲ့စိတ်ပေါ့ဒါဒါပေမဲ့အဲ့မှာတော့ဆီယမတော့အပြစ်မှာတော့ကိုယ်မိခင်ဆိုတဲ့အခါကျကုတ်ကလေးတွေမှာလည်းဒီတိုင်းပဲဆူလိုက်ချော့လိုက်ပေါ့နော်အော်အဲ့လိုမျိုးနဲ့တရုတ်ဆောင်ရတာပေါ့ပြန်ကြည့်တော့ဘယ်လိုလေးခံစားရလဲတော့ခလေးတွေဒီခလေးတွေကကုတ်ခလေးတွေပဲဘာစင်တယ်တော့စင်တယ်ဟုတ်တယ်အမ် ဟိုပိတိဖြစ်ရတယ်ပြီးတော့အော်ကလေးတွေဘွားလေးတွေကြည့်ပြောလဲစိတ်မကောင်းဖြစ်ရတယ်ပြီးတော့ဒီကလေးတွေမှာဆိုလို့ရှိရင်လာတဲ့အခါမှာမပြည့်စုံတဲ့အတိုင်းဝန်ကကလေးတွေလည်းအများကြီးပါတယ်ဒီကာရက်တာထဲမှာဆိုလို့ရှိရင်လည်းဒီငွေကြီးကြီးချို့တဲ့ပြီးတော့မှပညာသင်ကျင်တဲ့ကလေးတွေပြုစုပျိုးထောင်ပေးလိုက်တဲ့အခါမှာထူးချော်ထက်မြက်သွားတဲ့ကလေးတွေအများကြီးပေါ်ပေါက်လာဒါတွေကြည့်ပြီးအရင်အားရှိတယ်ကုတ်ကလေးတွေလည်းဒီလိုမျိုးလေးပြုစုပျိုးထောင်မယ်ဆိုတော့စိတ်ကူးမျိုးလေးတွေလည်းရတယ်ပြီးတော့အဲ့အเจ้าမှာတွားရရတဲ့အခါကျတော့အဲ့မှာပဲ အဲ့ရကလေးလေးရနေကလေးလေးဆိုတာတို့အရွယ်လေးတွေပေါ့နော်အဲတို့နဲ့သမင်းတူတူစားရဲပြီးရင်တို့နဲ့စကားတွေပြောရဲခါမှာတို့ရဲ့တယောက်ချင်းစီရဲ့ဘဝအကြောင်းလေးတွေသိလာတော့လေပို့ပြီးတော့စိတ်မကောင်းဖြစ်ရတယ်ဟုတ်ခမ်းလဲဆိုပေါ့နော်သူကသူ့ဟိုညီမကဟိုကျုပ်ကြော်ကြိုက်တာတော့သူကသမင်းကြီးပဲစားနေပြီးတော့ဟုတ်တယ်ထားလိုက်တော့ကျုပ်ကြော်လေးတုတ်ကြလိုက်ခါတော့ဒါဘလို့လိခတ်သားတယ်ကိုကလေးနဲ့စီပြီးတော့တို့တဲကိုတရားတို့ညှတာကြတယ်ဆိုတော့စိတ်ကလေးကိုကြိလိုက်တဲ့အခါမှာအော်ဒါကြောင့်အခုဆိုလို့ရှိရင်ကိုကလေးတွေမှာဆိုလို့ရှိရင် တယောက်နဲ့တယောက် sharing လုပ်တတ်တဲ့စိတ်မျိုးလေးတွေပေါ့နော်တယောက်ကိုတယောက်ညှတာအားမယ်ဆိုတဲ့စိတ်မျိုးလေးတွေကိုကိုကလေးကထည့်ပေးထားတော့အဲဒါကြောင့်ကလေးတွေအပြင်ထုတ်လိုက်ပြီဆိုလို့ရှင်ကလေးတွေကဘာဖြစ်လို့တယောက်နဲ့တယောက်မဟုတ်ဆိုလို့ရှင်လည်းမလူစားကြအောင်အာသူ့ထက်ငါအဲ့လိုမျိုးမလူမလူကြအောင်တယောက်ကမရအောင်ဆိုရင်ဒါမှတို့မှရှိရဲ့မဟုတ်ကိုတို့ကဝေခွဲပေးတယ်အဲ့လိုမျိုးလေးစိတ်ကိုဘာအဲ့ဒါကြောင့်ကိုသားသမီးလိုမျိုးချစ်လာတဲ့အခါကျတော့ငငယ်လေးတွေပြုစုပြောထောင်တာတော့ဒီလိုစိတ်ကလေးတွေထည့်ပေးထားတာပေါ့အဲ့ဒါကြောင့်ဒါလေးတွေကြည့်ပြီးတော့လည်းကလေးတွေမှာတယောက်ကိုတယောက် sharing လုပ်ရမယ်ဟာဒါကြောင့်တို့ကမောင်နှမပါပေါ့လေအဲ့လို ျိုးနေပြီးတော့တနာညာတန်ရမယ်ကိုချင်းစာတတ်ရမယ်အဓိကတော့ကိုချင်းစာစိတ်ရှိတတ်ရမယ်ပေါ့နော်အဲ့လိုမျိုးဖေးမှကူညီပေးရမယ်ဆိုတဲ့စိတ်မျိုးလေးတွေထည့်ပေးရမယ်ပြီးတော့ပို့ပြီးတော့လည်းဒီကားလေးကိုရိုက်တဲ့အခါမှာပို့ပြီးတော့လည်းကို့မှာကို့ကလေးတွေပြုစုပြောထောင်ရမယ်ဟာဒီလိုအပ်ချက်လေးတွေကိုပို့ပြီးတော့မြင်လာတယ်သူတို့ကလည်းဒါလူဘဝကလေးကြောင်းဆိုတော့အာကိုလေးကပို့ပြီးတော့ နီးစဟုတ်တယ်ဗောနီးစတာဗောဟုတ်တယ်ပြီးတော့တို့ကျောင်းမှာစီကန်းရှိတယ်တို့ကကျောင်းအကျယ်ကြီးဗောလေဒါကတော့တို့ကတော့ကျောင်းအကျယ်ကြီးဗောသွားတဲ့ခါမှာတို့မှာစိုက်ပျိုးရေးတွေလည်းရှိတယ်မွေးမြူရေးတွေလည်းရှိတယ်အဲပြီးတဲ့ခါကျတော့တို့အဲ့မင်းကလေးဆိုစပင်းကွယ်လေးတွေတယ်မလားအကုန်လုံးကတို့ 7k ဆိုလဲတကယ်တည်းပဲထားတာအကောင်မလေးတွေအကုန်လုံးအဲချစ်စရာလေးပေါ့နော်သူတို့အတန်းပြီးသွားပြီဆိုလို့ရှိရင်သူတို့ကြောင်းထဲမှာတန်ရှင်းလောက်ရတယ်အဲဒါစီကန်းရှိသူတို့ပဲတန်ရှင်းလောက်ခိုင်းတယ်ပြီးတော့အမစိုက်ပျိုးရေးမှာဆိုလို့ရှိရင်သူတို့စိုက်ပျိုးတဲ့နေရာတွေမှာသူတို့တွေပဲလောက်ပေးရတယ်ဆိုတော့ပြောဖို့လည်းကောင်းပါတယ်ဒါကလေးတွေကအများကြီးဒီကျောင်းကိုရောက်တဲ့အခါမှာအများကြီးတိုးတက်ဖို့အခွင့်အလမ်းတွေအများကြီးမြင်ရတာပေါ့နော်သူတို့ဟိုဟိုတာလေးလက်ပြလို့ဆက်တည်ရဲ့စင်းနေရော တော်တော်လာတယ်ပြီးတော့ဟိုဒီကားကိုကြည့်ချင်းအပြင်ဘယ်လိုပြောရမလဲအဲ့ဒီကိုတကယ်ရောက်သွားသလိုပဲအင်းလေးမှာဆိုလို့ရှိရင်လည်းသွားပြီးတော့ရရခါမှာမနက်ပိုင်းစည်းကိုလေအစောကြီးထပြီးရရတာအဲဆိုတော့သူကမနက်ကသူကဟိုအာယုံလေးကသူကဆပြီးတော့ရောင်းတာဆိုတော့လေအဲ့ဒီစည်းကိုမှီဖို့အတွက်ကိုမနက်၄နာရီလောက်တည်းထပြီးတော့မိတ်ကက်လင်းပြီးအဲ့စည်းကိုသွားရတာသွားပြီးတော့အဲ့ဒီဟိုပြီးတော့ဒီရေပေါ်စည်းလို့ခေါ်မှာပေါ့နော်အဲ့လိုစည်းဒီနောက်ဖောင်းအဲ့ဟိုဖျားဒီအင်းလေးဖောင်းတော်ပွဲပေါ့နော်အဲ့ ာတွေဆိုလို့ရှိရင်လည်းအရန်လှတာပဲပြီးတော့အဓိကအဲ့ဒီကောင်မှကြည့်လို့ရှိရင် location နေတဲ့အရန်လှတယ်ပြီးတော့ရိုက်ထားတာလေးလည်းအရန်ကောင်းတယ်ပေါ့နော်အော်ပြီးတော့ဒီဒီကားထဲမှာဆိုရှင်မာကြီးတို့မဆမဆာတို့ဆိုလို့ရှိရင်အဲ့ဒီအရန်ကောင်းကြတယ်ဟုတ်ခဏလောက်ကကဒီမှာဆရာမမကြလို့လို့ပြောအောင်နော်ကလေးလေးနေလိုက်ကြတော့စိတ်ထဲမှာအလိုလိုပြည့်ပြီးတော့ဟောဒီကလေးလေးဈေးရောက်နေရပါလားဆိုတာအင်းဟုတ်တယ်ဒါလေးကိုပေါ်ပေါ်လာလေးရဟာ ဒီမှာကလေးကိုစမယ်လေခင်ဗျာဟုတ်တယ်ဟာလို့တော့မလဲဘာလို့ရတော့မလဲဆိုတာစိတ်ကသူ့တောက်လျှောက်သွားတာဟုတ်တယ်အဲ့လိုမျိုးပေါ့ဟိုဆီယမတွေရဲ့စိတ်အဲ့ဒီအပြင်မှာဆိုတော့ကိုယ်စိတ်ပေါ့ကလေးတယောက်ကိုအပြင်မှာလမ်းသွန်းလမ်းလာရင်လည်းအဲတွေ့လိုက်တယ်ကလေးတွေတွေ့လိုက်တယ်ဆိုလို့ရှိရင်ဒီကလေးလေးကိုဘယ်လိုလုပ်ပေးရမလဲဆိုတဲ့စိတ်ကအတူလိုလိုဖြစ်သွားတာအဲဒီ ကားရရာချာဆီယမချာလို့ဆိုရယ်ကရက်တာမှာဆိုလဲသူကဆီယမဖြစ်တဲ့အတွက်ကြောင့်ဒီပညာမတင်တဲ့ကလေးရာပညာတင်တဲ့အရွယ်ရောက်နေရတာ ਨੇ ပညာမတင်ရတော့သူ့ပါအခွင့်အလမ်းနေအခွင့်အရေးတွေအများကြီးဆုံးရှုံးရတယ်ဆိုတဲ့အခါကျတော့ဒီကလေးလေးကိုဒီလိုမျိုးကြောင်းမှာနောက်ဆုံးဟိုလိုကြောင်းမထားနိုင်မှုဆိုရင်တော့မှဒီလိုမျိုးမိဘမဲ့ကြောင်းမှာအခုစိုက်ခေါင်မှာရှိတဲ့ကြောင်းလေးမှာထားလိုက်လို့ရှိရင်သူ့တွေဘလို့အခွင့်အရေးတွေရလာမယ်ဆိုတဲ့ဟာမျိုးကလေးတွေကိုအခွင့်အလမ်းနေပေးကြတာဒါတွေကတော့ဟိုမိခင်တွေမှာဖြစ်တတ်တဲ့စိတ်တွေနောက်ဆီယမတွေမှာဖြစ်တတ်တဲ့စိတ်တွေပေါ့အဲ့ဒါလည်း ကိုယ်လိုက်လေလောပြီးတော့သွားတယ်လေဘယ်လိုလဲလေကတော့မလောတတ်ပါဘူးအဲ့လေကသူများလော်လို့စီးရတာတော့မကြောက်နဲ့အင်းလေးနဲ့မှာဆိုတော့လေဒါပေမဲ့လည်းဟိုဟိုပျော်ဖို့တော့ကောင်းပါတယ်ဒါပေမဲ့လေမလောတတ်ဘူးမှောက်သွားမှာပဲကြောက်တာအဲ့ဒီမှာဆိုရင်အာကိုကရတာဆရာမပေါ့ဟာဆရာမဆိုရင်မိဘကိုအုတ်ထင်းရတယ်ဆရာမပေါ့ဒါလေးကိုအာ ကိုကဒီ writer လုပ်နေတယ်ဟုတ်တယ်ပေါ်ပြီးအဝင်ဝင်ကြဖြစ်သွားကိုတာထက်ကလည်းဒီဇလန်းလေးကိုလာပြောပြီးငားတဲ့အချိန်မှာဒီဆ iam မချာနူးနေရမှာမခိုင်နေဝင်လို့ပဲမြင်နေတဲ့အဲပြီးတဲ့ခါကျတော့ဒီခလေးတွေကိုထိန်းချောင်းမုံမျက်လုံးအကြည့်စကားပြောတဲ့အချိန်မှာလည်းဗဇက်ခါသာဆိုနေမျက်လုံးနဲ့မှစကားပြောရမယ်ဆိုတဲ့ဟာမျိုးတွေကမခိုင်နေဝင်နဲ့နီးစပ်တယ်ပေါ့နော်အဲတခြားမင်းသမီးတွေလည်းငားလို့ရပါတယ်လှုပ်တက်ပါတယ်ဒါပေမဲ့သူကကျတော့အပြင်မှာလည်းကိုကခလေးမေဖြစ်နေတဲ့ခါကျတော့နီးစပ်တဲ့ဟာကိုသူကလာပြီးတော့ပြောတာပေါ့နောက်ဒီကနေ့ရိုက်ဖြစ်တာလင်းလက် ခွန်ချိုပေါ့လင်းလင်းခွန်ချိုကြောင့်လည်းပါတယ်လင်းလင်းခွန်ချိုနဲ့ကလည်းအရန်ရင်းနေတယ်ကိုသားသမီးကိုညီမလေးလိုဖြစ်နေတဲ့အခါကျတော့လင်းလင်းခွန်ချိုလည်းဖြစ်တဲ့အတွက်ကြောင့်မလို့လည်းဒီစကားလေးကိုရိုက်ပေးဖြစ်တာပါဟာကျေးဇူးတင်ပါတယ်